ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းခြင်းကံပြီးရောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ကောင်းကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့မန္တလေးတိုင်းမတိလာမြို့နယ်ကဲကူကန်ရွာနယ်ဦးမထွေးရွာကြားမှာလူဝက်စံကျင်မှုတွေနဲ့ပြည်နှံ့နေသော သုံးလောင်းပြိုင်ကြောက်ဖြာကြီးလို့အမည်ရတဲ့ စိတ်ဝင်စားဖို့လှုပ်ဝဆန်းခြင်းကမ်းပြီးတော့ဖြည့်ရမဇလန်ကောင်းလေးကိုဖတ်ပြောက်တင်းဆက်ပေးမှာဖြစ်လို့ခံစားနှားစင်အောင်ပေးကြပါအောင်ခင်ဗျာမိထီလာမျိုးနဲ့မှထူဆန်းသောသုံးလောင်းပြန်ကြောက်ဖြာကြီး1998ခုနှစ်ကဖြစ်ပွားတယ်အဲ့ဒီနှစ်ကအညာဒေသမှာမိုးအလွင်ကိုခေါ်ပါတယ်1995 96 96ခုနှစ်ထိ3နှစ်ဆက်တိုက် မိုးခေါင်ခဲ့ပါတယ်။သုံးနှစ်ဆက်တိုက်မိုးခေါင်တစ်ဖြင့်တောင်သူလေသမားများ အတ္တီဒုက္ခရောက်ကြရတယ်။စိုက်ပျိုးရေးမအောင်မြင်တစ်ဖြင့်စီးပွားရေးကျက်တဲကြရပါတယ်။တောင်သူလေသမားများမှာဝမ်းသာအတွက်အခက်အခဲဖြစ်ကြရတယ်။လူစားထက်နွားစားမှာရရသေးခိုင်းသေးရများကို ခုတ်ပြီးတော့တွေးကြရပါတယ်။နွားများမှာပြောင်းယိုမြက်စားရရသေးရွက်ကို စားကြရသည်မှာတနာစီရအလွန်ကိုကောင်းပါတယ်။ ဤကဲ့သို့မိုးခေါင်သဖြင့်စိုက်ပျိုးသည့်နှမြောင်းမောင်းမြင်မဲဖြစ်ခဲ့ရပါသည်ကျွန်တော်တို့မိထီလာမြို့နယ်ကလည်းတခြားမြို့နယ်များနီးတူတောင်သူလေသမားများမှမိုးကုန်မြော့လို့စိုက်ပျိုးကြရအောင်ထင်းတဲ့လောက်မိုးမရွာသဖြင့်နှစ်ခါပြန်သုံးခါပြန်စိုက်ပျိုးကြရပါသည်ဤကဲ့သို့သုံးနှစ်ဆက်တိုက်မိုးခေါင်လို့ရွာများမှာရှိတဲ့ကံမြောင်းခန့်ချော်ကုန်ပါသည်တောင်သူလေသမားများဖို့တော်တော်ရင်အခက်အခဲတွေ့ကြရသည် လူစားနွားစားအတွက်ဆင်းရဲကြတဲ့ကြရပါတယ်။မိုးကောင်းတဲ့ဖြင့်စိုက်ပျိုးသည်နှံများမှာမှန်းချက်နဲ့နှံ့ထွက်မကိုက်ဖြစ်ဖြစ်နေတယ်။အဲ့ဒီခါမှာမြို့နယ်မှာတိုင်းဒေသကြီးကိုတင်ထားသောစိုက်ပျိုးသည်နှံရထားချက်မှာမကိုက်ဖြစ်ဖြစ်ကုန်ပါတယ်။တောင်သူလေသမားများထွက်ရှိမဲ့စိုက်ပျိုးသည်နှံအောင်မြင်တဲ့စီရင်စရာအတိအကျလိုအပ်လာခဲ့တယ်။စိုက်အောင်ထွက်စီရင်တိုင်းဒေသကြီးကိုအတိအကျပို့ရန်အတွက်ကျေးရွာများကို ဝင်ဆင်ပြီးစည်ရင်ကောက်ယူရန်အဖွဲများဖွဲ့လို့စည်ရင်ကောက်ယူစီပါလိမ့်ကြီးပါရောက်စိုက်ပျိုးသည့်နံစိုက်အောင်ထွက်စင်းအတိကျသိရှိရန်အတွက်စိုက်ပျိုးရေးမြေစည်ရင်စိုက်ကြဖွဲ့ကြီးရွာရရကကြီးရွာကွန်းနေစည်ရင်ကြီးရွာရရကစည်ရင်မြို့နယ်မရကအဖွဲဝင်များပါဝင်တဲ့စည်ရင်ကောက်ယူရေးအဖွဲများဟာကြီးရွာများကိုရောက်တွားရောက်ပြီးကွန်းစင်စည်ရင်ကောက်ယူရန်အတွက်တောင်းဝင်ကြလာခဲ့ပါသည် အဲ့ဒီမှာစာရေးသူကျွန်တော်ကလည်းစိုက်ပျိုးရေးအဖွဲ့ဝင်ဖြစ်ကြီးပေါ်မြောက်ကို ကွင်ဆင်းပြီးတော့စီရင်ကောက်ယူရန်တာဝန်ယူပါပါတယ်ကျွန်တော်တို့ဖွဲ့ကောက်ယူရမယ့်ကြီးပေါ်မြောက်မှာမိတိလမျိုးရဲ့နောက်ဖက်မှာရှိတဲ့ရမ်းမငယ်နယ်မြေဖြစ်ပါတယ်ရမ်းမငယ်နယ်မြေတွင်းမှာရှိတဲ့ကြီးရွာအုပ်စု55စုမှာကြီးရွာပေါင်း45ရွာရောက်စီရင်ကောက်ယူရမှာဖြစ်ပါတယ်ကျွန်တော်တို့စီရင်ကောက်ယူရေးအဖွဲ့မှာပါဝင်တဲ့မာယာကအဖွဲ့ဝင် မြေစီရင်စိုက်ပျိုးရေးစိုက်ကြအဖွဲ့ ကျေးရွာရရကအဖွဲ့ဝင်များကျေးရွာရရကစည်ရများပါဝင်တဲ့စိုက်အောင်ထွက်စင်းကောက်ယူရေးအဖွဲ့ဝင်များဟာချောကဟိုင်းလက်တစီနဲ့မိတိလာမျိုးရဲ့အနောက်ဘက်ရမ်းမငယ်နယ်မြေတွင်းမှာရှိတဲ့ကျေးရွာများကိုတရွာဝင်တရွာတွက်တပြိုတပွားနဲ့ထွက်လာခဲ့ကြပါသည်မိတိလာမျိုးရဲ့အနောက်ဘက်ရမ်းမငယ်နယ်မြေတွင်းပါဝင်တဲ့ကျေးရွာများမှာလမ်းပန်းဆက်သွယ်ရေးခက်ခဲလာပါသည်အထက်ကမုံတိုင်းချောင်း ဥယျာဉ်ချောင်းမြောက်ကိုဖြတ်ကျော်ရတယ်။ရွာမြောင်းမှာကုံမြောင်း၊ကြောင်းမြောင်း၊ကြောက်ကပါမြောင်း၊ကံမှုမြောင်းကိုဖြတ်ပြီးတော့ပေါက်ထားတဲ့လှေလံကြံဖြစ်ပါတယ်။ကျွန်တော်တို့စီးလာတော့ချောကဟိုင်းလက်မှာမကြခဏအိတ်စုံနဲ့လှေလံမလွတ်သဖြင့်ဆင်းပြီးတော့မြေဖြူမောင်းယူရပါတယ်။လှေလံကိုခွတ်ပြီးတော့မောင်းရတယ်။လှေလံကြံရတဲ့အချိန်အတက်ဆင်းကလည်းမြာလာပါတယ်။ထို့ပြင်လှေလံမှာကျင်းမြောင်းလာသဖြင့် လဲလိုင်းရဲ့ဘေးမှာရှိတဲ့တစ်ပင်တဲကိုင်းများကကားရဲ့မိုးကောင်များနဲ့လူများကိုဒုက္ခပေးလာပါတယ်။ကျောကသမကုလောင်အောင်မှချူတန်းပေါအောင်ညင်ညူတယ်။ကားပေါ်မှာပါတဲ့လူများတစ်ပင်တဲကိုင်းများပျက်စီးမထိခိုက်စေရန်မနှဲရှောင်ယူရပါတယ်။အေကဲ့သို့စိုင်းတို့ကျွန်တော်တို့ဆိုင်အောင်ထွက်စီရင်ကောက်ယူအဖွဲ့ဝင်များဟောပေးရတဲ့တာဝန်ကိုကျေးဝန်းစွာတရားဝင်တရားထွက်စည်ရင်ကောက်ယူလာကြရအောင်။နောက်ဆုံးမှာတော့ ညောင်ပင်ရှိုကြီးဘာအုပ်စုမှာပါဝင်တဲ့ကတူကန်ကြီးဘာကိုရောက်ရှိလာကြပါတယ်ကတူကန်ကြီးဘာမှာစည်ရင်ကောက်ယူပြီးဦးမတွေ့လို့ခေါ်တော့ဦးမထွေကြီးဘာကိုစည်ရင်ကောက်ယူရန်အတွက်ခရီးဆက်ခဲ့ကြပြန်တယ်ကကူတန်ရွာနဲ့ဦးမထွေကြီးဘာအသွားကလန်းမှာအစင်တက်ဂုံမြောင်ကမှုမြောင်ကြောင်များကိုဖျက်ကျော်ပြီးကွင်းပြင်ရောက်မှာတော့တောင်သူလေသမားများစိုက်ပျိုးထားသောစပါးကင်းမြောင်လေကွင်းမြောင် ဘဲစင်ကုံငင်းများကိုဖျက်ချော်ပြီးကားကိုဖြစ်ဖြစ်ချင်းမောင်းလာခဲ့ပါသည်။အိုမတွေ့ကြည့်ပါမရောက်မီဘဲစင်ကုံငင်းရဲ့အဆက်ကားလမ်းဘေးမှာမမျော်လင့်မင်းနဲ့လှဲဘင်းခန့်ရှိသောကြောက်ဖြားကြီးတစ်ချက်ကို တွေ့လျာပါသည်။အဲဒီမှာကာရှိကံမှာပါလာသူစာရိုက်သူကျွန်တော်ကရင်မောင်းကိုလောက်အောင်ကိုကာရခံပြီးကားလမ်းရဲ့ဘေးဘဲစင်ကုံငင်းဆောင်မှရှိတဲ့ကြောက်ဖြားကြီးကိုဆင့်ပြီးတော့ကြည့်ရှုပါသည်။ကားရက်ပြီးတော့ စာရေးသူကျွန်တို့ကပဲစင်ကုန်ကိစ္စမှာရှိတဲ့ကြောက်ဖြာကြီးကိုကြည့်နေစမောင်းကားပေါ်မှာပါလာတဲ့လူများကလည်းကားပေါ်ကဆင့်လို့ဝိုင်းဝန်းပြီးတော့ကြည်ကြပါတယ်ပဲစင်ကုန်ကိစ္စမှာရှိတဲ့ကြောက်ဖြာကြီးမှာလက်ဘင်းအရွယ်ခံရှိပါတယ်ညီညာဝိုင်းဆက်ပြီးသူ့မှာ၆လက်မှခံရှိတယ်ကျွန်တို့ဟာလူရင်အားကလည်းကောင်းလာသဖြင့်ဝိုင်းမှာပြီးကားပေါ်တင်ပြီးတော့တည်ယူလာရန်အကြံပေါ်လာခဲ့ပါတယ်ဒါကြောင့်ကျွန်တို့ကကွင်းစင်အဖွဲ့ဝင်များကိုကဲ ဒီကြောက်ဖြာကြီးကိုကားပေါ်တင်ဖို့ဝိုင်းပြီးတော့ကုကြစမ်းပါဗျာအဲဒီတော့မြေတားရက်ခံပြီးကြောက်ဖြာကြီးကားပေါ်တင်နိုင်ရန်အတွက်ပြင်ဆင်နေစဉ်ကက်တူတန်ကြီးပေါ်မှာလမ်းပြလိုက်ပါလာသူရရကဖွဲ့ဝင်ဦးသိမ်းမောင်ကကြပြကြရနဲ့ဟာဆရာဒါဘာလုံးမလို့တော့မသိပါနဲ့ဆရာရဲ့အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်။ဦးမွေကြမှာကြောက်ဖြာဇလန်းကိုပြောပြပါမယ်။မသိနဲ့ဆရာအလုံးကားဘော်ကိုပြန်ပြီးတော့တက်ကြကြမှာဗျာ။ ထို့ကဲ့သို့ပြူပြူပြပြနဲ့ပြောပြောဆိုဆိုကြောက်လန့်ကြကားပေါ်ပြန်တက်တာကိုတွေ့လေအောင်စားရတဲ့ကျွန်တော်လေးပုံမတိဘာမတိပဲနဲ့ကားပေါ်ကိုပြန်တက်လဲရသည်ကားပေါ်ကိုလူစုံအောင်မောင်းကားဆီယာကိုလောက်အောင်ကဦးမထွေကြီးဘော်ကိုဆက်လက်မောင်းနေလာခဲ့ပါသည်ဦးမထွေရွာကရရကဥက္ကဋ္ဌဦးမြတ်တန်ရဲ့အင်းရှိကိုကားရလိုက်သည်ဦးမြတ်တန်ရဲ့အင်းရှိမှာတန်ရမြောင်ကလေးထိုင်မြောင်သပွဲမြောင်အယံတင်ထားရှိပြီး သကွေးများပေါ်မှာပြည်ပဲလော်လက်ပတ်ထညက်ရင်းတွေကြောင်ကျဲဦးကျော်စသဖြင့်စားစီရဖို့ဖို့ရရများပြင်ဆင်လိုထားပါသည်ကျွန်တော်တို့စီးရင်ကောက်တဲ့ဖွဲ့ကလည်းသကွေးဝိုင်းမှာဝင်ထိုင်ပြီးတော့စားစီရတောက်စီရများကိုစားတော့ရင်လည်းခိတ္တအနာယူနေကြသည်ထို့စဉ်ပေါင်းစားရသူကျွန်ုပ်ကကတူကန်ကြီးရောမှာလမ်းပြဦးသိမ်မောင်ကိုခေါ်ယူပြီးလမ်းမေးမှာတွေ့ခဲ့ရတော့ကြောက်ဖြာကြီးရဲ့ဇလန်းကိုမေးမြန်းလိုက်ပါသည်ဦးသိမ်မောင်က ီကြောက်ဖြာကြီးကိုဟောလွင်ခဲ့တဲ့နှစ်ပေါင်း100လောက်ကကတူကန်ကြီးပေါ်မှာစေးစီယာကြီးဥစိန်မောင်ကကတူကန်တိန်တော်ရဲ့မြောက်ဘက်မှာရှိတဲ့ကြောက်ဖြာကြီးခုနှစ်ချက်ထဲကအပေါ်ဆုံးကြောက်ဖြာတစ်ချက်ကိုရော်ဒီရော်ကစေကိုပြန်လေသမားကိုထွန်းလာနဲ့ရွာသားများရဲ့အကူအညီနဲ့အဝေးဖို့ဖို့အတွက်လှင်းနဲ့တိုက်ခဲ့တယ်။ရွာရောက်ပြီးအိမ်ဝိုင်းနဲ့လည်းလေဝင်ရောစေးစီယာဥစိန်မောင်ရဲ့မိမတော်ခွက်တော်တွေးတက်ပြီးတော့သိတာပဲဆရာ။ ရွာသားတွေနဲ့ရွာဦးဘုန်းကြီးတို့ကဒီကြောက်ဖြာကြီးကြောင့်တေးတာလို့ဝိုင်းပြီးပြောကြပေမဲ့စေစီယာဦးစိန်မောင်ကတယူတန်သမားဖြစ်တယ်။မယုံပဲသူမိမသူယောဂာနဲ့သူတေးတာလို့ပြောတယ်။ကြောက်ဖြာကြီးကိုအိမ်ဝိုင်းထဲမှာပဲချထားတယ်။စေစီယာဦးစိန်မောင်ရဲ့မိမပေးပြီးတော့နောက်တည့်ရက်မှာကျန်းကျန်းမာမာနဲ့အမေရဲ့အတူပါကိုဝိုင်းဝဲလှုပ်ကန်နေတဲ့စေစီယာရဲ့သမီးဦးစိန်မောင်ရဲ့သမီးမဝိုင်းကြည့်လေရုတ်တရက်တေးသွားတယ်ဆရာ။ ီမှာလူတွေကကြောက်ဖြာကြီးကခိုက်လို့သေးကြလို့ယုံကြည်သွားကြတယ်။ဒါနဲ့ဥစိမ်မောင်ကိုကြောက်ဖြာကြီးပြန်ပို့ဖို့ဝိုင်းပြီးပြောကြတာပေါ့။ဒါပေမဲ့ဥစိမ်မောင်ကတေယူတန်တမပီပီသူသမီးတေနေစီလို့သေးတာကြောက်ဖြာနဲ့ဘာမှမဆိုင်ဘူးဆိုပြီးကြောက်ဖြာကြီးကိုဒီတိုင်းပဲအိမ်ဝိုင်းထဲမှာဆက်ပြီးတော့ထားတယ်။အဲဆေးစီယာဥစိမ်မောင်ရဲ့မိမနဲ့သမီးသေးပြီးနောက်တည့်ရက်မှာဆေးစီယာဥစိမ်မောင်လေးအကောင်ပကတိကနေတည်သွားတယ်ဆရာ။၃ရက်ဆက်တိုက် အကောင်ဘက်ကလေးကနေလူတွေတရားပတိအောင်ဇက်တိုက်သေးသွားတာဟာတိုက်ဆိုင်ဖို့မဟုတ်ဘူးဒီကြောက်ဖြာကြီးကခိုက်တယ်လို့လူတိုင်းကယုံကြည်သွားကြတယ်ဒါနဲ့ရွာသားတွေနဲ့ရွာဦးဖုန်းတော်ကြီးကဒီကြောက်ဖြာကြီးကိုရွာထဲမှာမထားဖို့နဲ့လင်းနေတိုက်လာခဲ့တဲ့လက်သမားလာထွင်းကိုလည်းမင်းယူလာတဲ့နေရာကိုထားရင်ထားမထားရင်မင်းလည်းဆက်ပြီးတေးမှာပဲလို့ပြောပြီးရွာသားတွေကကြောက်ဖြာကြီးကိုဝိုင်းပြီးလက်ဘောကိုတင်ပစ်လိုက်တယ်လက်သမားလာထွင်းလည်းကြောက်ကြောက်လန့်လန့်နဲ့ ကြောက်ဖြာကြီးတင်လာပြီးဟိုမတွေ့ရနဲ့ကတူကန်ရွာကြောင်းတိန်ကုန်ဘုံကြောင်းဝင်းနဲ့ဝထားမယ်လို့ဘုံကြောင်းနဲ့လည်းဝင်လိုက်ရောဆရာတော်ကဟာကောင်ငါကြောင်းနဲ့သုံးလုံးပြန်ကြောက်ဖြာကြီးလာမထားနဲ့ကွာထွက်သွားစမ်းအဲ့လိုတော့ဘဘနဲ့အော်လွတ်တော့လေသမားလာထွင်လေဘုံကြောင်းနဲ့ကလက်ပြန်ထွက်လာပြီးကြောက်ကြောက်ရွံ့ရွံ့နဲ့ကြောက်ဖြာကြီးယူလာတဲ့နေရာကိုပြန်မထားရဲပဲနဲ့မိရလှဲလန်းပြီးရခင်းပြီးမှာ လေကိုနောင်မီလန်ပြီးပြစ်ထားခဲ့တာဒီနေ့ထိဘယ်သူမှမရွှေ့ကြဘူးဆရာရဲ့တကြောင်ဒီကြောက်ဖြာကြီးကိုတုံးလုံးမြန်ကြောက်ဖြာကြီးတို့လူတိုင်းကပြောနေကြတာပေါ့အဲ့ဒီကြောက်ဖြာကြီးကိုဒီနေ့တဝိုက်ကလူတိုင်းသိကြတယ်တကြောင်ဆရာကိုဒီကြောက်ဖြာကြီးမယူဖို့နဲ့တေခရင်အာလုံးဒုက္ခရောက်မှကြောက်လို့တားတာပါဆရာဥသိမ်းမောင်သာမပါခဲ့ရင်စာရေးသူကျွန်ုပ်ကဒီကြောက်ဖြာကြီးကိုတယ်မိမိမှအမှန်ပဲဖြစ်ပါလိမ့် သုံးလုံးမြန်ကြောက်ဖြာကြီးကိုတင်မိပါကကျွန်ုပ်နဲ့ကျွန်ုပ်ရဲ့မိသားစုတွေမစင်စားဝင်ပဲကျေးဇူးမွေးခြင်းထပ်တော်မိတယ်။ကတ်တူကန်ရွာမလမ်းပြောင်းဦးသိမ်းမောင်ကိုအထူးကျေးဇူးတင်မိပါတယ်။ကတ်တူကန်ရွာနဲ့အိုမရီရွာကြောင်တိမ်ကုန်းဖုန်တော်ကြီးကျောင်းဝင်းတွင်းမှာရှိတဲ့ကကူတန်တိမ်မောင်မိတိလာမျိုးရဲ့ရှင်အရဟံတမုတ်တော်မူသောတမိုင်းဝင်တိမ်ကိုးတိမ်မောင်ကံအထက်၄တိမ်နဲ့ တသိန်ပါဝင်ဖြစ်ပါတယ်။ရှင်အရဟံမုပြုလို့မထေကြီးကိုပါနဲ့မထေငယ်ဆက်ကြောင့်ပါတို့အမှုပြုပြီးပကံခေမြန်မာနှစ်416ခုနှစ်အလုံးရထားမင်းလက်ထက်ကသမုတ်ခဲ့တော့တမိုင်းဝင်တိန်ကိုတိန်မောတသိန်ပါဝင်ဖြစ်ပါတယ်။အဲ့ဒီကတုကံတိန်ကိုကကြောပြန်ကတုကံတိန်ဆိုပြီးတော့သမုတ်ကြပါတယ်။အဲ့ဒီတိန်တွဲမှာရှိတဲ့ကြောက်ဖြာကြီးခုနှစ်ချက်အနက်တစ်ချက်ကို စေးစရာကြီးဥစိန်မောင်က တည်ယူခဲ့ခြင်းဖြစ်ပါတယ်။ဒီကြောက်ဖြာကြီးခုနှစ်ချက်မှာဗကန်ခိတ်ကလေးကရှိခဲ့သောကြောက်ဖြာကြီးများဖြစ်နိုင်ပါတယ်။ထို့ပြင်ဒီကြောက်ဖြာကြီးများမှာမမြင်နိုင်သောလှုပ်ဝက်ဆန်းကျင်တဲ့လက္ခဏာ၊ကျင်းစာတိုက်တဲ့တက်တီတူများ ရှိနိုင်ပါတယ်။အဲ့ဒီကြောက်ဖြာကြီးများမှာယနေ့ထက်တိုင်းကတ်တူကန်တိန်ကုန်းကျောင်းဘုန်းတော်ကြီးကျောင်းဝင်းနဲ့လေကွင်းဆက်မှာရှိနေပါသေးတယ်။ယခုတင်ပြခဲ့သောဖြစ်ပျက်ဟာတကယ့် ပြည့်ရမှန်ဖြစ်ပါလေလူနာမည်များကို လွှဲပြောင်းထားပါလေစာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကွတ်တင်လိုင်းမိထီလောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါလေစေဝင်စားပွဲထူးခြားဆန်းကျေကမ်းမီရောက်ပြည့်ရမှန်ဇလန်းကောင်းလေးကိုဘာကြည့်စံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါလေအဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါလေစာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ညင်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်။အမနာဝါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်ကြကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝှက်ဆန်းကျင်းဒဲတဲ့ရင်ပူပါရလောကကံပြီးရောက်ရမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုနေ့စမပြတ်ရှာဖွေပြီးတော့မှ ဖတ်ပြတင်ဆက်ပေးနေပါပြီ